အားလုံးမင်္ဂလာပါ TAB နဲ့ပတ်သက်ပြီးတော့အားတာချက်လေးတွေနဲ့အားနည်းချက်လေးတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်မပြောခင်လေးမှာဘာဖြစ်လို့အားနည်းချက်အားတာချက်တွေကျွန်တော်ပြောရလဲဆိုတော့ reason ကိုကျွန်တော်အနည်းငယ်ဥပမာလေးနဲ့ကျွန်တော်ရှင်းပြချင်ပါတယ်လောကကြီးမှာကျွန်တော်တို့အရာရာတိုင်းမှာကောင်းချက်အားတာချက်တွေရှိတယ်အားနည်းချက်တွေရှိတယ်ကျွန်တော်စံသမင်းစားတဲ့ခါမှာသူ့မှာအားတာချက်တွေရှိတယ်ကောင်းတဲ့ချက်တွေရှိတယ်လို့မကောင်းတဲ့ချက်တွေရှိတယ် စီချူပူတက်စီတယ်တစ်ဖက်မှာလည်းပဲအင်းအဘလာတွေတူးစီတယ်ဟောက်စာဒီအဖြစ်ကျွန်တော်တို့အပင်ပေါ်တက်မဲ့တစ်တစ်ခိုးမဲ့စားမဲ့အားနဲ့ချက်ကတော့ပြူချနိုင်တယ်ဆိုတော့ risk တွေကအမဲနာရှိတဲ့နေရာတိုင်းမှာသူမျိုးတော့ကမဒီအပင်မှာလည်းပဲအားနဲ့ချက်တွေအားတာချက်တွေရှိတယ်ဆိုတော့အားနဲ့ချက်တွေအားတာချက်တွေထဲမှာကျွန်တော်ဘယ်ဟာအရင်ပြောမလဲဆိုတော့သူ့ရဲ့အားအားနဲ့ချက်တွေကိုကျွန်တော်ပြောပြချင်တယ်ဒီအပင်ကကျွန်တော်တို့အားနဲ့ချက်က 3လတရားဝင်ဖြစ်ပါတယ်နော် training training သူတို့က training ဆင်းရတဲ့သဘောမျိုးဖြစ်နေတဲ့ခါကျတော့သူတို့က3လပါပဲသူ့ရဲ့ရည်ရွယ်ချက်ကတော်တော်လည်းပဲတစ်ခါတလိကျရင် agent တွေက၄လဖြစ်အောင်သူတို့အမျိုးမျိုးလုပ်ပြီးတော့တခါရဲ MO မှာမတင်ဘဲနဲ့ဒီလူကိစ္စမျိုးတွေ၅လအထိလုပ်နေတဲ့သူတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူအားနဲ့ချက်ကတော့3လ3လလောက်ပဲလုပ်ရတယ်ဆိုတော့ပြီးရင်နောက်တစ်ခုပြန်ချက်ရမှာပဲတခြားအလုပ်ပေါ့နော် WPN TSP ဖြစ်ဖြစ် နောက်ပြလို့ရှိရင်သူ့ရဲ့အားနည်းချက်ကတော့ဒီကိုရမယ်လစာနဲ့ကိုကိုကိုဝင်ဝင်နဲ့ထွက်ငွေနဲ့မကိုက်နေတဲ့အချက်တွေဖြစ်တတ်တယ်အေဂျင်စီဖီများရင်သူတို့ကအဆင်မပြေဘူးကျွန်တော်ခဏခဏပြောပြတတ်ပါဒီကိစ္စတွေကနောက်ပြလို့ရှိရင် အခုနောက်ပိုင်းအခုနောက်ပိုင်းအားနည်းချက်အကြီးမားဆုံးအရာတစ်ခုကဒီရပိုင်းဖြစ်ပေါ်လာတဲ့အရာတစ်ခုက MOM ယူကနေပြီးတော့ဒီ TEP ကို crackdown တွေလုပ်လာပြီးတော့စစ်စစ်ရဲ့ကိစ္စတွေဖြစ်လာပါတယ်ဒီလိုစစ်စစ်မှုတွေလုပ်တဲ့ခါမှာကျတို့ဘာတတိထားရလဲဆိုတော့တီးပြင်းကိုခေါ်တဲ့ခါမှာအာသူတို့ကဒီ MOM ရုံးကချက်မှတ်ပြီးတဲ့ဘောင်အတိုင်းပေါ့နော်သူတို့ကမလျှောက်ပြီးပဲနဲ့သွားရတဲ့အနေအထားမျိုးတစ်ခုကိုကျွန်တော်တို့သိရတယ်ပေါ့နော် ပြောရရင်တော့သူ့မှာနှစ်မျိုးရှိတယ် apply လုပ်မဲ့ပုံစံကကျွန်တော်ဒီမှာမပြောတော့ဘူးဗီဒီယိုရှိသွားမှာဆိုလို့အဲ့ဒီတိုင်း through မခေါ်ဘူးဆိုတော့တကယ်တကယ် MO ရုံးက company ကိုဆက်သွယ်လာတယ်ဒီအလို့တမိုင်းနဲ့ငါတို့စကားပြောချင်တယ် interview လုပ်ချင်တယ်ဆိုပြီးတော့သူတို့ကပြောလာပြီဆိုရင်သူတို့က file အလို့လာပြီဆိုရင်တတိယတွေလည်းပြတ်တာတက်တယ်သူတို့အလို့တမိုင်းတွေမှာလည်းပဲပြတ်နိုင်တက်နိုင်တယ်ဆိုတော့ဒီလိုမျိုးမဖြစ်ရလေအော်တတိယတွေကတခါလေကိုသူတို့အလို့တမိုင်း interview မလာခင်မှာအလို့တမိုင်းကို အဲ့ဒီ DEP pass ကိုသူတို့ cancel လုပ်လိုက်မယ်အဲ့ဆိုရင် interview လည်းသွားစရာမလိုတော့ဆိုတော့ဒီလိုမျိုးအဖြစ်ပြက်မျိုးတွေကအခုနောက်ပိုင်းဖြစ်လာတာများတယ်တိုးတော်လည်းပဲအားလုံးကိုတော့သူတို့မလုပ်ပေးနိုင်ဘူးဒီတစ်ခုကတော့ပြက်တနာရဲ့အာအာ DEP ရဲ့အားနဲ့အကြီးမားဆုံးတစ်ခုဒီကိစ္စကအခုမှဖြစ်ပေါ်လာတဲ့ကိစ္စကိုကြံခဲ့တဲ့ပတ်တွေကလည်းကျွန်တော်ပြောပြသားဖြစ်ပေါ်လာချင်းချင်းပေါ့နော်ကျွန်တော်ကချက်ချင်းပြောပြလိုက်တယ်ပေါ့နော်ဒါပွင့်လင်းမှုရှိအောင်လို့တမားတွေသိရလေအောင် တတိထားလို့ရအောင်ကျွန်တော်ပြောပြချင်းဖြစ်ပါတယ် okay အကောင့်ဖက်ကိုကျွန်တော်ပြောပြပါမယ်အကောင့်ဖက်မှာဒီပေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမဲတမ်းအားပြီးခဲ့တယ်အခုလည်းပဲအဲ့ risk ကိုတည်လျက်နဲ့တွားချင်တဲ့သူတွေကကျွန်တော်အားပြီးနေဆဲပါပဲဘာကြောင့်လဲကျွန်တော်တေချာပြောပြပါမယ်တို့မှာအာအတာချက်အသီးမွှားလေးတွေကိုကျွန်တော်နည်းနည်းပြောချင်တယ်တီးပင်နဲ့သွားတဲ့ခါကျရင် agency fee တက်တာတယ် WPNTS ဆို S pass ဆိုမတက်နိုင်တဲ့သူတွေအတွက် တီးပြီးနဲ့သွားတဲ့ခါမှာသူတို့ကအများကြီးတက်တာတယ်ဆိုတော့တချို့လူတွေကမသွားချင်တော့လည်းပဲသွားရတဲ့အနေအထားမျိုးရှိတယ်တီးပြီး agency fee တက်တာလို့ဒုတိယချက်မှာစစ်စစ်ဖို့မလိုနော်နောက်ပြီးလို့ရှိရင်တီးပြီးနဲ့သွားတဲ့ခါမှာအလုပ်ထုတ်ခံရတာကအဲမရာမနေတယ်ပြောရရင်96ရာခိုင်နှုန်းလောက်တော့ TEP ကအဆင်ပြေတယ်ဆိုတော့တခြား under အတာချက်တွေထားလိုက်တော့အရေးမကြီးတော့ဘူး အခုနကျွန်တော်ပြောတဲ့အချက်၃ချက်ထဲမှာပထမအဲနောက်ဆုံးပြောလိုက်တဲ့ဟာတွေကအလုထုတ်ခံရတာနည်းတယ်ဆိုတဲ့ကိစ္စကိုကျွန်တော်အနေငယ်အသိစိတ်လေးပြောပြချင်တယ် DEP ဆိုတာကသူကအလုထုတ်ခံရတာနည်းတယ်စလုံးမှာအလုသမားတွေတွားတဲ့ခါမှာစလုံးမှာဘယ်လိုဖြစ်တတ်လဲဆိုတော့အလုထုတ်ခံရတာရှိလာတယ်အလုထုတ်ခံရခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခေါင်းစဉ်တခြားခေါင်းစဉ်နဲ့ပြောပြတာဒီနေ့မှာ ဆလုံး agency ဆလုံးတတိကြီးကအလုပ်သမားကိုအလုပ်ထုတ်ခံရတယ်ဆိုတော့အကြောင်းရင်းထဲမှာမှအအနေငယ်ပြောရရင်တော့အလုပ်သမားရဲ့အားနည်းချက်တွေကြောင့်အလုပ်ထုတ်ခံရတယ်ဆိုတော့ခေါင်းစဉ်လေးကိုကျွန်တော်ဒီမှာကြမ်းငှက်ပြီးတော့ပြောချင်တယ်ဆလုံးဆိုတာအခုကျွန်တော်တို့အသွားတဲ့သူအထွတ်သဖြင့် WPN TS နဲ့သွားတဲ့သူ FFB လောကနဲ့ဝင်တဲ့သူတရားမှာအမှန်တမ်းပြောရရင်60 90 80ရာခိုင်နှုန်းသောပုံကူတွေက CV အမှန်နဲ့မသွားဘူးဆိုတာကျွန်တော်တို့သိပါတယ်။မှန်လဲမှန်ပါတယ်။ comment တွေပြီးကြပါဦးခင်ဗျားတို့ CV ကိုအမှန်ကန်မရေးကြဘူး။ FMB လောကမှာဝင်ချင်လို့ FMB အတွေ့အကြုံရှိတယ်လို့ပဲရေးကြတယ်။နောက်တစ်ခုကဘာသာစကားအားနည်းတယ်။သူတို့ဒီလိုပုံစံမျိုးနဲ့စလုံးသွားတဲ့ခါကျတော့သူတို့တွေကအမြင်တစ်မျိုးရှိတယ်။အာကျွန်တော်ကျမကငွေ ပိုက်ဆံဒီတိန်း200 300ကုန်ချက်ခံပြီးတော့ဒီမှာလာရတာဘာသာစကားလည်းအများကြီးလေ့လာပြီးတော့လာရတာဆိုတော့သူတို့ရဲ့အမြင်သူတို့ရဲ့ actual life မမှားပါဘူးသူတို့ပြောတာဒီလိုပုံစံမျိုးနဲ့ရောက်သွားတဲ့အခါမှာစလုံးတတိတွေကဘယ်လိုမြင်လဲဆိုတော့ကျဲလာခမရကငါရဲ့လုံတမဖြစ်တယ် ခမားဒီငါရဲ့ company မှာလုံးလုံးနေတော့မြင့်အတွက်လည်းငါ level ကြီးလာတိုင်းပြရတယ်မြင့်ဝင်လည်းငါလာစာပြရတယ်ငါစီပွားရေးအောင်မြင်အောင်မြင်ဒီဆက်ရုပ်တကယ်တော့ငါပေါ့ငါငါအတွက်နေလုပ်ရမယ်ဆိုရဲအထာမျိုးကိုတို့မှာပြောလင့်ချက်တွေရှိလာတယ်ဆိုတော့ဒီလို အနေထားမျိုးတစ်ခုမှာကတို့အနေနဲ့အခုနအတွေ့အကြုံမရှိတဲ့သူဘာသာစကားအားနေတဲ့သူဒီအချက်တွေကြောင့်ဒီအလုပ်တမားကိုတို့ကနေပြီးတော့ လုတ်ထုတ်တာတွေရှိတယ်တခြားအလုတ်ထုတ်ရတဲ့အကြောင်းရင်းတော့ရှိပါတယ်ဒါကျွန်တော်ဒီမှာမပြောတော့ဘူးဆိုတော့ဒီအလုတ်သမားရဲ့အားနဲ့ချက်တွေကစလုံးကိုလည်းသူကမရောက်ဖို့ဘူးစလုံးရဲ့အထာကိုလည်းနားမလဲဘူးမြန်မာပြည်မှာတွေ့ကြုံဘယ်လောက်ပဲရှိရှိစလုံးရောက်ရင်တော့တမျိုးဖြစ်သွားတယ်သူကအရန်ကိုမြန်ဆန်လို့နဲ့နေရဖြစ်တယ်ဆိုတော့ဒီအလုတ်သမားတို့ကစလုံးရောက်တဲ့ခါမှာဘာသာစကားအားနေတယ်နောက်ပြီးလို့ရှိရင်စလုံးရဲ့ working environment ကိုလည်းနားမလဲဘူးကျွန်တော်တို့အလုပ်သမားအသစ်ဖြစ်တဲ့အခါမှာ company တခုမှလုံးလုံးတဲ့အခါမှာဒါကြီးဖြစ်တတ်လေးရှိပဲကျွန်တော်ကိုယ်တိုင်လည်းမန်တွေ့ကြုံရှိပါတယ်ဆိုတော့ကြောင်တော်တော်နဲ့ကျွန်တော်လုံတတ်တယ်တွေ့ကြုံမရှိတော့ပို့ပြီးတော့ဆိုးသွားတယ်ကျွန်တော်ဒီအလုပ်သမားတဦးကစလုံးရောက်တဲ့အခါမှာစလုံးရထားမသိဘူးကျွန်တော်အလုပ်ထုတ်ခံရတယ်ဆိုတော့ DEP ကျတော့အားတာချက်တခုကဒီ3လတော်ရင်းကိုအလုပ်ထုတ်ရတယ်မရှိတဲ့အခါကျတော့သူတို့မှာစလုံးရ work environment ပုံစံကိုသူတို့ကနားလည်လာတယ် အများကြီးအများကြီး adaptable ဖြစ်လာ ဖြစ်သွားတဲ့သူတွေအများကြီးရှိတယ်ဆိုတော့စလုံးမှာက TP WPN TS နဲ့တွားတယ် Spas နဲ့တွားတဲ့အခါမှာသူတို့အနေနဲ့ဒါကိုအမှန်တမ်းပြောရရင်စလုံးရဲ့အထားမသိတော့တလအတွင်းလေးလှုပ်ထုတ်ခံရတယ်တပတ်တွင်းလှုပ်ထုတ်ခံရတယ်ဒါတွေအများကြီးရှိတယ်စလုံးမှာလည်းပဲအလုပ်ထုတ်ရတယ်ဆိုတာကသူတို့တွေကတရားဝင်ထုတ်လို့ရတယ်တတိတွေကအလုပ်သမားတွေအခွင့်အရေးရှိတယ်လို့တတိတွေရဲ့အခွင့်အရေးလည်းရှိတယ် ဆိုတော့ဒီလိုကိစ္စတွေကြောင့် TEP ကိုကျွန်တော်အားပေးတယ် TEP နဲ့တွားတဲ့သူတွေကဒါကိုဆလုံးရဲ့အထာကို၃လလောက်သူတို့ကဂျင်းလဲနေပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့တခြားလူကိုသူတို့ကပြန်ခုံတဲ့ခါမှာအရန်လွယ်သွားတယ်သို့တော့အမေကမှတ်ထားပါ TEP ရဲ့အားနည်းချက်တွေအခုနကျွန်တော်တို့ပြောလိုက်တဲ့အခုနောက်ပိုင်းဖြစ်လာတဲ့အရာတစ်ခုကတော့သူတို့က MOM မှာဆစ်ဆီးလာပြီဆိုရင် cancel ဖြစ်မယ် work pass ကအဲဒီ training pass က ဆိုပြီးသွားပြီဆိုတော့အရာရာတိုင်းမှာကျွန်တော်တို့ဒါနားလဲဖို့တချို့တော့တချို့တော့အာအလုတ်သမားတွေတချို့တော့ဘ ഹു တုတပြောတဲ့သူတွေစလုံးဘ ഹു တုတပြောတဲ့သူတွေကအခုနကျွန်တော်ပြောလိုက်တဲ့အတွေ့အကြုံတွားယူတဲ့နေရာမှာ TEP ကအတုံးဝင်နေဆိုတာဘယ်သူမှပြောရရင်တော့နားမလဲဘူး agency လောကမှာနေတဲ့သူတွေကတော့နားလဲပြီးမယ်အလုတ်သမားတွေလည်းပဲအဲ့ဒီအကွက်ကူနားလဲမှာမဟုတ်ဘူး ဘ ഹു တတတီးပင်အဒီဆလုံးအေဂျင်စီမလို့ပဲနဲ့ဘ ഹു တတပြောတဲ့သူတွေလည်းပဲဒီအကွက်ကနားလည်မှာမဟုတ်ဘူးများတော့အဖေဆလုံးကိုမလာချင်တယ်လို့သူတို့ကပြောချင်တယ်ဆလုံးကိုမလာလို့မရဘူးတတော်များများအတွက်ကောင်းတဲ့နေရာလေဒါပေမဲ့သွားတဲ့သူတွေရှိတယ်လို့မသွားတဲ့သူတွေလည်းရှိတယ်ဆိုတော့တီးပင်နဲ့သွားတဲ့သူတွေကတတော်များများဆလုံးရဲ့အနေထားသဘောထားကိုသူတို့နားလည်လာတယ် ဆိုတော့ဒီလိုကိစ္စမျိုးတွေကရှိလို့ကျွန်တော်ကထပ်ခါတစ်ခါပြောရချင်းဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ဒီ EP နဲ့သွားတင်လာမသွားတင်လာဆိုတော့ကျွန်တော်ကတော့အာ50 50အရင်တော့အရင်တော့ကတော့ကျွန်တော်အမပြူ just for one reason MOM ကစစ်စစ်လာလို့အရင်တော့ကမစစ်စစ်တာမဟုတ်စစ်စစ်တယ်ဒါပေမဲ့အလောက်ထိတရားမှာ percent ကရန်နေတယ်ဒီအချိန်မှာ percent ကများလာလို့အဲ့ဒီတခု risk လေးကိုလည်းကျွန်တော်အများအားဖြံပြောပြချင်းဖြစ်ပါတယ်ဆိုတော့ ကြည့်ပြီးတဲ့အတွက်အဆုံးထိကြည့်ပြီးတဲ့သူတွေအတွက်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နော်